အားကစားလုပ်ပြီးတိုင်းအကုန်သွားရည်ရဲနဲ့အားပြန်ဖြူဖို့နောင်တော့ကကျွန်တော်တို့မရှိမဖြစ်ပရီးမီးယားနှုတ်ဗီတာမင်တွေထပ်ပြထားလို့ပူကောင်းပါတယ်ပူချမ်းပါတယ်။7 days TV ကိုကြည့်ရှုအပ်နေတဲ့ပရိသတ်အားလုံးမင်္ဂလာပါ။2019ဇူလိုင်လ26ရက်နေ့ကနေဩဂုတ်လ10ရက်နေ့တွင်တည်ရှိနေတဲ့ဒီကာလမှာ တနင်္ဂနွေနေ့မွေးသူတွေအတွက်စောရသမျှအောင်မြင်ခြင်းအလုတ်စီးပွားငွေကြေးရရပြပြကံကြမ္မာရရလုံးဆောင်မှာတာမန်နဲ့မြင့်မားတဲ့နေသားကိုရောက်ရှိမယ်။တပတ်တည်တည်ကောင်းခြင်းကံကြမ္မာများချက်ရောက်မယ်။26ရက်နေ့ကတော့ကောင်းခြင်းကံတွေလွှမ်းမိုးနေတယ်။28ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့တတ်တယ်။28ရက်နေ့ကစိုးမယောင်တဲ့ထူးထူးခြားခြားကောင်းပြီးတော့အရေးပါတဲ့ပြောင်းလဲလေးတွေဖြစ်လာပြီးတော့29 30 31ရက်နေ့တွေမှာ အလုံးစုံစင်ပြေမှုချုံးမွေ့မှုတွေတွေရှိနေတယ်။တရနေ့မှာတော့ August လတရနေ့ရောက်တဲ့အခါမှာတတိထမယ်ဆာဝဲဆန္ဒငွေချေးကိစ္စအငင်းပွားစရာလေးတွေငွေပေးငွေယူကိစ္စအနောက်ရှိလေးတွေနည်းနည်းကိုဆက်ရမယ်။တပတ်တကာလအတွင်းမှာနာမည်မှာအဥ္သဟပါတဲ့သူတွေကိုတတိထဆက်ဆံရမယ်။တနင်္လာနေ့ငါးနေ့မွေးတဲ့သူတွေနဲ့ပူပေါင်းပြီးလုပ်တဲ့လုပ်တွေအားထူးထူးခြားခြားအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုတပတ်တာအတွင်းရရှိ ကြံမြပါတဲ့သူတွေကြံနေမွေးတဲ့သူတွေကတော့အလေလက်ပုံမှန်ကြိုးပမ်းမှုနဲ့ပတ်သက်တာရှိနေမယ်။ကောင်းခြင်းကံကြမ္မာများထင်ရှားစွာရရှိစေရအလို့ငါအဝါရောင်နက်ပြာရောင်မိခိုးရောင်တို့ကိုသုံးချပြီးတော့အလို့ရှိရကိစ္စများဆောင်ရွက်ပါနံပါတ်809ကနေအကျိုးပေးပါတယ်။အဝါရောင်ပန်းပွင့်တို့ကိုဖျားကတ်လူချင်းပြုပြီးတော့အလို့ရှိရဆူတောင်းပေးပါဆူတောင်းပြေသွားပါလိမ့်မယ်။ တနင်္လာနေ့မွေးသူတွေအတွက်ကတော့ရန်နောက်ဆက်တွေနဲ့ရှင်ပြီးတော့လောက်ရလိမ့်မယ်ခက်ခဲတက်ခံနေကြတဲ့ဖြတ်သန်းပြီးတော့စိတ်ပင်ပန်းလူပင်ပန်းလှုပ်ရှားနေရတဲ့အနေအထားချရောက်တယ်မှန်းနာနဲ့လက်တွေကုန်းကွာဟမယ်မူလစီစဉ်ထားတာတွေကတမျိုးလက်တွေဖြစ်လာတာတမျိုးရှိနေမယ်ရာဇာကိန်းနဲ့ဆက်ပြီးတော့ကောင်းသော ကံကြမ္မာနဲ့တိုးတက်မှုတွေရှိနေကြစား အပြန်တိုက်ခံနေရှိတဲ့အတွက်တော့အထူးသတိရှိရမယ်26ရက်နေ့မှာရန်တိုက်ခံနေနဲ့ရှင်ပြီးလောက်ရမယ်29ရက်နေ့မှာတော့ထူးခြားတဲ့ပြောင်းလဲတဲ့တလန်းနေဖြစ်လာပြီးအရေးပါတဲ့ဆုံးဖြတ်ချက်တွေချက်မှတ်ရမယ်28ရက်နေ့မှာရင်းနှီးသူများနဲ့ပဋိပက္ခဖြစ်တတ်တယ်26ရက်နေ့နဲ့30ရက်နေ့ဒီမှာငွေရေးကြေးကိစ္စအတုကိစ္စတွေစီစဉ်သလောက်အောင်မြင်မယ် 30ရက်နေ့မှာသူများပြဿနာ ကိုပြဿနာ ဖြစ်တဲ့တဲ့ August လ10ရက်နေ့ကတော့စမ်းဖွင့်ခြင်းကံမြမခြင်းနဲ့စုပေါင်းလုပ်ငန်းကြိုးပေးခြင်းဘဝတိုးတက်ခြင်းတွေအကုန်လုံးဆင်ဆက်မပြတ်ဖြစ်ပေါ်လာတယ်။ကျာသပဒင်းနေတောက်ချာနေစနေနေ့မွေးသူတွေတပတ်တာအတွင်းပူပေါင်းလုပ်ငန်းတို့အကျိုးပေးတဲ့မိဖက်တွေဖြစ်ရည်တည်တယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးကြုံနိုင်တယ်။တနင်္ဂနွေတနင်္လာနေ့ မွေးတဲ့သူတွေကတော့ပုံမှန်ကျိုးပေးမှုတွေရှိတယ်။ဒီတပတ်တာကာလအတော်တွေမှာအရေးကြီးတဲ့ကိစ္စတွေလုပ်တွေလုပ်တော့မယ်ဆိုရင်တော့အနီအောင်ချက်သွေးအောင်ပန်းအောင်တို့ကိုဝတ်ပြီးအရေးကြီးတဲ့ကိစ္စမှန်မှဆောင်ရွက်ပါနံပါတ်6ခွန်၄ခဏနေအကျိုးပေးတယ်။နှင်းစီနီယောင်တပွင့်ကိုဖန်ခွက်တဲ့ရေဖြည့်ထိုးပြီးတော့ကိုယ်အနိဗ္ဗာန်ထားခြင်းဖျားကတ်လူခြင်းစသဖြင့်ဆောင်ရွက်ခါ အလိုဆန္ဒအလုံးပြည့်ဝအောင်မြောင်ဆောင်ရွက်ကြိုးပမ်းနိုင်ပါလိမ့်မယ်။အင်္ဂါနေ့မွေးသူအလုံးတို့အတွက်တော့ကောင်းသောပြောင်းလဲတဲ့တိုးတက်မှုတွေဖြစ်ပေါ်ပြီးတော့လူမျိုးကွဲကြိုးပမ်းခြင်းဘဝတိုးတက်ခြင်းကံမြတ်မခြင်းရှင်းဆွေးနေတာနေပုံမြင်မားတဲ့ဘဝအခြေအနေတခုကုပြောင်းတုတ်တဲ့ခြင်းများအထင်ရှားဖြစ်ပေါ်တဲ့ကာလတခုရောက်ပါတယ်လူမျိုးခွဲလူမျိုးချင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့အလုပ်တွေအချိုးပေးတယ်ငွေကြေးပေးယူကိစ္စတွေမှာဖြစ်ပေါ်တဲ့ပြဿနာတွေဖြေရှင်းလို့ရတယ် လူယုံထားလို့တော့မရဘူးဥတီကျဲပြောင်းပြီးလုပ်တဲ့ကိစ္စတွေကထူးထူးခြားခြားကောင်းတယ်ရာဇာဂိမ်းနဲ့တိုက်ဆိုင်နေတဲ့အတွက်ပြောဆိုဆောင်ရွက်လုပ်ကင်သမျှထုံထုံပေါပေါနဲ့ထိတ်တန့်ရောက်နိုင်တယ်အမေဖွားတော်ကျမ်းမကြီးအညံ့ရှိမပေါ့နဲ့သူတို့ကျမ်းမကြီးနည်းနည်းအားနေချက်ရှိတယ်လူမျိုးကွဲကံပြားတွေကတော့ကိုယ့်အတွက်အကျိုးပေးခြင်းနဲ့တိုးတက်ခြင်းများထင်ရှားစွာဖြစ်ပေါ်မယ်နေထကြရောက်ပါတယ် အဓိကတနင်းကတွင်နဲ့မွေးတဲ့သူတွေနဲ့ပတ်သက်တဲ့လုပ်ငန်းရပ်တွေမှာ ထူးခြားစွာငွေကြေးခံကောင်းခြင်းကြုံနိုင်တယ်။တနင်းလာနေ့မွေးသူတွေကြောင့်ပြဿနာခက်ခဲတွေရှိတတ်တယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေနဲ့တော့အယူဆသဘာဝမတူတဲ့အတွက်မကြာခဏစကားများတတ်တယ်။ဇာတပရိနေ့မွေးသူတွေရဲ့အကြံဉာဏ်ရယူလိုက်ပါထူးထူးခြားခြားကောင်း။သောကြံနေ့စနေနေ့မွေးသူတွေကတော့ကိုယ့်ကို အလွန်အမင်းခံကောင်းစေခြင်းနဲ့တိုးတက်ခြင်းတို့ကိုဖန်တီးပေးတဲ့သဘာဝကိုတွေ့ရတယ်။တပတ်တာကာလတော်တွေမှာဗုဒ္ဓနဲ့မွေးသူတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကနေငွေကြေးကန္တာလုပ်ငန်းကဏ္ဍထူးခြားတဲ့တန်လန်းကိုလည်းဖြစ်စေတာကိုလည်းသိသင့်ပါတယ်။အစိမ့်ရောင်ဖြူရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေဖြစ် သုံးဆွဲနိုင်ပါတယ်။နံပါတ်2ခုကိုကဏ္ဍတွေကိုအကျိုးပေးတဲ့ကဏ္ဍတွေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်။ မကြာခဏဆိုသလိုစိမ်းရောင်သေးရွက်တည်းကို အမွှေးနှံသာပြန်ပြန်ပြီးပိုက်ဆိုင်ထဲထည့်ပြီးလူနဲ့ဆောင်တာငွေကြေးကိစ္စလုပ်ငန်းကိစ္စဖျားဖျားလုပ်ကင်သလောက်အောင်မြင်ခြင်းတွတ်တက်ခြင်းကိုဖန်တီးရရှိနိုင်ပါလိမ့်မယ်ဗုဒ္ဓနှင့်မွေးသူတွေအတွက်ကတော့ထူးထူးခြားခြားခံကောင်းလိမ့်မယ်စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းအထောက်ကူရမယ်ရတနာဘုံစိုက်ကင်းနဲ့တိုက်တဲ့ကာလဖြစ်တဲ့အတွက်ပြောဆိုဆောင်ရွက်တဲ့ကိစ္စမှန်သမျှအ ထွန်းထွန်းပေါက်ပေါက်နဲ့အောင်မြင်ခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝတိုးတက်ခြင်းတွေနှစ်သာလာကိုထင်းထင်းရှားရှားရရှိမယ်လုပ်ငန်းမရှိသူလုပ်ငန်းရပြီးရှိသူတိုးတက်မယ်မေတ္တာရေကံကောင်းမယ်ဘဝတိုးတက်မယ်လက်လုံနဲ့ငွေကြေးရစာလက်ဝဲပြန်လဲရရှိနိုင်တယ်ဇူလိုင်26 29နှစ်ရက်ဆက်တိုက်ပြောသမျှလုပ်သမျှကြံစီသမျှထွန်းပေါက်အောင်မြင်မယ် 28ရက်နေ့မှာ ပြဿနာတိုက်ခတ်နေတဲ့ထိတိုက်တွေ့ရတတ်တယ်29 30အပြောင်းလဲတဲ့တိုးတက်မှုတွေရှိပြီး31ရက်နေ့မှာငွေကြေးစုလိုက်ဝင်နိုင်တယ်ဩဂတ်စ်လ1ရက်နေ့မှာ မတော်တဆနေကူဆိုင်ပါအထူးသဖြင့်မနေ့9နိုင်12မိနစ်ကနေ10နိုင်48ကြာမှတစ်ချိန်ညနေ3နိုင်36ကနေညနေ9 6နိုင်7မိနစ်အတွင်းမှာတစ်ချိန်အသွာလန်ဒေတိုင်းသူပြုယူဆက်ရမှာဖြစ်ပါတယ်ဒီကာလတော်တွင်းမှာအရေးကြီးတဲ့ကိစ္စတွေလုပ်တယ်လုပ်တဲ့ကြိုင်တဲ့အခါမှာအပြာရောင်ပန်းရောင်ညီရောင်ကျသွေးရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးလုပ်ကြိုင်မှာလူတွေနဲ့ပတ်သက်တဲ့ကဏ္ဍမှာကိုပြောသမျှအောင်မြင်လာခြင်းနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ကိုတော့အပြာရောင် ဖဲကြိုးတစ်ခုကိုသုံးထုံထုံပြီးတော့ပိုက်ဆိုင်တဲ့ထဲဆောင်ယူသွားပါငွေကြေးကံကောင်းခြင်းနဲ့လက်ဖွင့်ခြင်းအတွက်ကိုတော့နံပါတ်2ခွန်ကိုကနန်နေကိုအသုံးချပြီးတော့ကံစမ်းခြင်းနဲ့အစအချိုးပြတဲ့ကနန်နေဖြစ်သုံးဆွဲနိုင်ပါလေပௌထုမွန်လွဲရာဟုမှမွေးတဲ့သူတွေမှာရတန်ထားတဲ့လုပ်တွေပြန်လဲစတင်ဆောင်ရွက်နိုင်ခြင်းနဲ့ကံမြမခြင်းတွေကြုံမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေအကျိုးပေးမယ် ရပိုင်ခွင့်တွေပြန်လဲတောင်းဆိုလို့ကောင်းတဲ့အနေအထားကိုကြာရောက်ပါတယ်။တပ်ပတ်သေးသည့်ကောင်းခြင်းကံကြမ္မာလုံးစုံပြည့်ဝနေတဲ့နေတစ်ခုဖြစ်တဲ့အတွက်ကိုပြောပြလို့သမျှထွန်းပေါက်။တပားသူတွေနဲ့ကိုနဲ့ကြာအယူဆမတူညီမှုနဲ့သဘောကွာဟမှုတွေရှိမယ်။လွန်ခဲ့တဲ့နှစ်ပတ်ဆက်တိုက် လုံနေပြီးအပြီးမသတ်သေးတဲ့ကိစ္စတွေကိုအပြီးသတ်ဆောင်ရွက်နိုင်တဲ့အနေအထားရှိမယ်။26ရက်နေ့မှာရန်ပတိပက္ခတွေဖြစ်တတ်တယ်။ ဇူလိုင်29 28နှစ်ရက်ဆက်တိုက်စီးပွားကံလုပ်ငန်းကံနေကောင်းတယ်ဇူလိုင်လ29ရက်နေ့မှာငွေကုန်ချေချံများခြင်းသာမကပြဿနာတက်ခိုက်အနောက်ရှစ်တွေကျွန်းမယ်30ရက်နေ့31ရက်နေ့တွေကတော့ထူးထူးခြားခြားကောင်းတဲ့ရက်တွေဖြစ်ဖြစ်ပေါ်သွားတယ်ဩဂတ်လ10ရက်နေ့မှာထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေလွှမ်းမိုးဖြစ်တည်နေတာကိုလည်းတွေ့ရှိရပါတယ် အထူးသတိပေးချင်တာကဇူလိုင်လ26ရက်နေ့မှာငွေချေးပေးယူကိစ္စနဲ့အမှုပြသနာမဖြစ်အောင်အထူးသတိထားနေရမှာဖြစ်ပါတယ်။တပတ်တာကာလအတွင်းမှာနာမည်ထဲမှာကာဂျီခါဂွေပဖမအခေယပါတဲ့သူတွေနဲ့ကိုယ်နဲ့သတိထားဆက်ဆံပေး။သူတို့ကနေတစဉ်ပြသနာအခက်အခဲလေးတွေရှိလာတတ်ပါလေ။တနေ့ကတွင်နေ့ တောက်ကြနေစနေနေ့မွေးသူတွေနဲ့ပူပေါင်းပြီးလုပ်တဲ့အလုပ်တွေအရောအထုတလဲကောင်းခြင်းနဲ့အကျိုးပေးခြင်းနဲ့ဖြစ်ပေါ်မှာပါနံပါတ်1သုံးကိုကနန်းနေအကျိုးပေးပါတယ်အဖြူစိမိကိုဒီရောက်နေဝစ်ပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်ပန်းဖြူသုံးပွင့်ဖျားကတ်လူပူဇော်ခြင်းမချခဏပြုတ်ကကိုလိုစန္ဒရှိတာတွေစူတောင်းလို့ရတယ် ဇာတပတိနေမွေးသူတွေမှာတော့အရေးပါတဲ့ဆုံးဖြတ်ခြင်းနဲ့ဘဝတိုးတက်မှုကိုရရှိမဲ့ကာလဖြစ်တဲ့ဖုံသွင်းယထာစိုက်ကင်းနဲ့တိုက်နေတဲ့အတွက်အလိုဆန္ဒရည်မှန်းချက်အလုံးစုံစနစ်တကျဆောင်ရွက်ပြည့်မီအကျိုးပေးခြင်းကိုကြုံတွေ့ရပါလိမ့်မယ်။ကိုယ်ပိုင်တွေးခေါ်တဲ့ရှေ့တို့လုတ်ကင်မှုတွေရဲ့အကျိုးပေးမှုဆင်ဆက်မှန်စွာ ရရှိပြီးတော့အားလုံးသောအခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းပြီးတော့လမ်းသစ်ထွင်ပြီးထိုးဖောက်လုတ်ကင်အကျိုးပေးသွားမယ်။ အနေထားကိုကြာရောက်ပါတယ်ဇူလိုင်လ26 29 28 29 4ရက်ဆက်တိုက်ကိုဆောင်ရွက်သမျှအစဉ်ဖြင့်ဇူလိုင်30ရက်နေ့မှာတတိထားမယ်ပြဿနာအခက်အခဲရှိတယ်ရံများမယ်ဇူလိုင်31ရက်နေ့မှာအရေးပါတဲ့စစ်ကူးသစ်နဲ့အကြံသစ်တွေလက်တွေ့ကောင်ထည့်ဖို့ပြီးတော့ဩဂုတ်လ1ရက်နေ့မှာခရီးကိစ္စလုပ်ငန်းကိစ္စတွေအစဉ်ပြေတိုးတက်သွားမှာကိုတွေ့ရှိနိုင်ပါတယ် တနင်္လာနေ့ကနေ့ဗုဒ္ဓနဲ့မွေးတဲ့သူတွေနဲ့ပူပေါင်းပြီးတော့လုပ်တဲ့ကိစ္စတွေကထူးခြားစွာအောင်မြင်ပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးကြုံနိုင်တဲ့ခက်ခဲတွေရှိနိုင်တယ်။ဇန်နေ့မွေးသူတွေကတော့အလေလက်သဘာဝကိုစောင့်ယူပါတယ်။အဝါရောင်လေမောရောင်ရွှေရောင်တို့ကိုအကျိုးပေးတဲ့ရောင်နေ့ဖြစ်သုံးဆွဲပါ၁၄ကိုကဏ္ဍတို့ကိုအကျိုးပေးတဲ့ကဏ္ဍနေ့ဖြစ်သုံးနိုင်ပါတယ်။ ကောင်းချင်းကံကြမ္မာမြတ်ရစေရန်လို့ကမကြာခဏဆိုသလိုကိုသွာလာစဉ်တွေ့တဲ့ဒုက္ခိတအလူခံပုဂ္ဂိုလ် တို့ကိုလှူဒန်းခြင်းပြုပေးပါတောကြံနေမွေးသူတွေမှာထူးခြားတဲ့ကံပြောင်းလဲတဲ့တုတ်တက်မှုတွေရှိပြီးရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ငွေဘလောက်ဝင်ဝင်ပြန်ပြန်ထွက်တယ်စီဝလလာဘအတွက်ဆောင်ရွက်မှုမှန်သမျှမှာလည်းအောင်မြင်မယ် ိုဦးဆောင်ပြီးလုပ်တဲ့လုပ်မှန်သမျှမှာလည်းထူးခြားတဲ့တိုးတက်မှုတွေနဲ့အောင်မြင်မှုတွေပဲကိုဖြစ်ပေါ်စေတဲ့သဘာဝရှိတယ်။ပညာအတတ်နဲ့ပတ်သက်တာကောင်းသောအကျိုးရရှိမယ်။ရှင်ပြန်ပြီးလုပ်တဲ့ကိစ္စမှန်သမျှသူများတဲ့နာတစ်ဖြာတာပြီးတော့အောင်မြင်တဲ့နေသားကိုရောက်ရှိနိုင်တဲ့ကံကြမ္မာနဲ့အကျိုးပေးတဲ့သဘာဝတွေလွှမ်းမိုးနေတဲ့ယရနာဘုံစိုက်ကင်းနဲ့တိုက်ပြီးတော့ငွေကျေးဥစ္စာဒနာဖွံ့ဖြိုးမှုနဲ့တိုးတက်မှုတွေစနစ်တကျရရှိမယ်ကာလဖြစ်ပါလေ။ 26ရက်နေ့မှာကောင်းသောပြောင်းလဲတဲ့တက်တီကြုံမယ်ငွေကြေးရတော့ဖတ်မတင်ဘူး29ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ28 29 30စက်တိုက်ကံကောင်း31ရက်နေ့မှာမတော်တဆနေဂယူဆက်ရမယ်အထူးသဖြင့်နေကင်တနိုင်နဲ့သုံးနိုင်ချာမှာဂယူဆက်ရမယ်ဩဂတ်စ်လ1ရက်နေ့မှာတော့ထူးထူးခြားခြားကံမြင့်ခြင်းနဲ့လူပြည့်စုံခြင်းနဲ့ရှိပြီးတော့အလုံးစည်းပါဘဝအခြေအနေကောင်းစွာတည်လံပေါ်ပေါက်မဲ့နမိတ်တွေတွေ့ရှိနိုင်ပါတယ် တပတ်တကာလအတော်တွေမှာအဝါအပြာအညိုတို့ကိုအဓိကချိုးပြီးတဲ့ရောင်နေဖြစ်သုံးနိုင်ပါတယ်။တနင်္လာနေ့သောကြံနေ့စနေနေ့မွေးတဲ့သူတွေနဲ့တွဲပြီးလှုပ်တဲ့လူတွေဟာထူးထူးခြားခြားအောင်မြင်တိုးတက်ကံမြတ်မခြင်းတွေရှိမယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးတဲ့သူတွေကြောင့်စိတ်နောက်ရှက်ဂတိကောင်းလေးတွေဖြစ်ပေါ်တတ်တယ်။အင်္ဂါနေ့ဇာသပတိနေ့မွေးသူတွေကတော့လူမျိုးခွဲလူမျိုးခြားဆိုရင်ကိုယ်အချိုးပေးပြီးတော့ လူမျိုးတို့ဆိုပုံမှန်ကျိုးပြတဲ့ဓမိတ်လေးကိုတွေ့ရပါတယ်။နံပါတ်၄ခွန်နှစ်ကနန်းနေအကျိုးပြပါတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝက်ပြီးတော့အလိုရှိရာကိစ္စနဲ့ဘဝတိုးတက်မှုတွေကို ဖန်တီးနိုင်တဲ့နေထားရှိတယ်။အိမ်မှာရှိနေတဲ့ဝါတုအဟောင်းတွေကိုရှားပွေပြီးစွန့်ပစ်လိုက်ပါ။ဝါရက်တောင်အဟောင်းတွေကိုလည်းရှားပွေစွန့်ပစ်လိုက်ပါ။ စနေနေ့မွေးသူတွေအတွက်ကတော့မြတ်တရားကံကောင်းခြင်းလုပ်ငန်းကံကံပွင့်ခြင်းဘဝတွေ့တဲ့ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ရှင်မန်းထားတဲ့စန္ဒရည်ရွယ်ချက်တွေအားလုံးကိုလက်တွေ့ကောင်းထည့်ဖို့နိုင်တဲ့အမျိုးသမီးမိတ်ဆွေကြီးကဒုထံကထူးခြားတဲ့အကူအညီကိုရရှိမယ်။လလဘဆိုင်ရာနဲ့ငွေကြေးဆိုင်ရာတွေ့တဲ့မှုနဲ့အောင်မြင်မှုတွေအစစ်စစ်ဖြစ်တည်ပြီးတော့ဘဝကံတက်လန်းတဲ့လုပ်ငန်းတက်လန်းတွေထင်ရှားစွာရရှိမယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလို့တဲ့လူတရားနဲ့ ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကို အခိုင်အမာဖန်တီးရရှိနိုင်တဲ့နမိတ်ကိုတွေ့ရှိရပါတယ်။ကိုယ်ပိုင်တွေးခေါ်ကိုလက်တွေ့သုံးချပြီးတော့အောင်မြင်မှုတွေကို ဖန်တီးနိုင်တဲ့နေထိုင်နဲ့တိုးတက်တဲ့အချိန်ဝါမြင်မားတဲ့နှစ်သာရနဲ့တန်လန်းပွင့်ခြင်းတွေကိုစနစ်တကျရရှိနိုင်တဲ့ကာလတစ်ခုဖြစ်တဲ့ယန္တနာပုံစိုက်ကိန်းနဲ့တိုက်တဲ့နေ့ရက်တစ်ခုဖြစ်တဲ့26ရက်နေ့မြစ်တိုင်ကံကောင်းမဲ့29ရက်နေ့အယဝေးရဆက်သွဲကျုံမဲ့ 28ရက်နေ့မှာငွေစုလိုက်ဝင်မဲ့29ရက်နေ့ရန်ထိတ်တိုက်တွေ့ရမှုတွေရှိမယ်30 31တရာတော့ထူးကောင်းတဲ့နမိတ်နဲ့အကျိုးပေးတဲ့သဘာဝတွေရှိတယ်အောက်ဂတ်လ10ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတတ်တဲ့အနေအထားကိုတွေ့ရပါတယ်တပတ်တာကာလအတော်အတွင်းမှာတနင်္ဂနွေနေ့မွေးတဲ့သူတွေနဲ့ပူပေါင်းပြီးလှုပ်တဲ့လှုပ်တွေကလမ်းကြောင်းသစ်တွေနဲ့တက်လန်းပွင့်သွားမယ် ။တနင်္လာနေ့ကနေ့မွေးတဲ့သူတွေကတော့ငွေကြေးကန်စီးပွားကန်တက်လန်းပေါ်စေတယ်။ဗုဒ္ဓနေ့မွေးသူတွေနဲ့ဇာတာပတိနေ့မွေးသူတွေအကြောင်းစိတ်နောက်ရှယ်လေးတွေဖြစ်တတ်တယ်။တောက်ကြံနေ့မွေးသူတွေနဲ့စနေနေ့မွေးသူတွေနဲ့ပူပေါင်းပြီးပြဿနာလေးတွေလိုက်လံဖြေရှင်းကြိုးပမ်းမှုတွေကိုကြုံတွေ့နိုင်တဲ့အနေအထားရှိပါတယ်။နံပါတ်6ခုကိုကနန်းနေကိုအကျိုးပေးကနန်းနေဖြစ်သွန်ဆွဲရမှာဖြစ်တယ်။ အပြာရောင်ပန်းရောင်နေရောင်တို့ကိုကျိုးပေးရောင်နေဖြစ်သုံးရမှဖြစ်ပါတယ်ပန်းအနီရောင်တပွဲကိုသပြေညွန့်တညွန့်နဲ့တွဲပြီးတော့ဖန်ခွေထဲမှာရေခမ်းထိုးပြီးအနီးပန်းအမြင့်တနေရာမှာ တင်လိုက်ပါ ထူးထူးခြားခြားကောင်းသောကံကြမ္မာများထင်ရှားစွာ ဖြစ်ပေါ်လာပါလိမ့်မယ်ဒီတပတ်တာကာလအတွင်းမှာ အရေးကြီးတဲ့အကြောင်းအရာနှစ်ခုကို ရှင်းပြမှာတစ်ခုက ခေါင်းစေးကောင်းလျှော်ပြည့်ရမင်္ဂလာယူခြင်းဇူလိုင်လ26ရက်နေ့ဇူလိုင်လ28ရက်နေ့ဇူလိုင်လ30ရက်နေ့ဒီမှာမြည်သည့်နေ့သာသမီမစိုးခေါင်းစေးကောင်းလျှော်ပြည့်ရဖုံးကန်ကြီးမားမယ်ရှေးဖုံးရှေးကန်တွေပွင့်လာမယ်နောက်ပြီးတော့လူနဲ့ချစ်ခင်မှုကိုရမယ်ကောင်းသောကန်တလန်းတွေပွင့်မယ်ထူးထူးခြားခြားကောင်းစေတဲ့ဓာတ်တွေရတယ်လက်တွေ့သုံးဆွဲကြပါနောက်တစ်ခုကတော့ ဂျိုပြောင်းနဲ့ပတ်သက်တဲ့ကောင်းကင်မှာရှိတဲ့တောက်ကြချူဟာဇူလိုင်လ29ရက်နေ့မှာမေတုံရာသီကိုကူးပြောင်းပြီးတော့တည်ရှိတယ်။အဲ့ဒီတောက်ကြချူကမေတုံရာသီမှာဇူလိုင်လ29ရက်နေ့ကနေစပြီးတော့ဩဂတ်စ်လ21ရက်နေ့ထိတည်ရှိနေမယ်။အဲ့ဒီလိုတည်ရှိနေစေကာလအတော်အတွင်းမှာဘဏ္ဍာငန်းတွေ ငွေကြေးကြေးရနဲ့ပတ်သက်တဲ့ကိစ္စတွေနောက်ဘဏ္ဍာရေးရကိစ္စတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမှာတစုံတရာအပြောင်းလဲလေးတွေထူးထူးခြားခြားရှိနိုင်တယ်လူတွေရဲ့အနေထားစီးပွားအနေထားတော့မထိခိုက်နိုင်ပါဘူးဒါပေမဲ့သဘာဝစီးကြောင်းအပြောင်းလဲလေးတွေနဲ့ငွေကြေးစီးကြောင်းရဲ့သဘာဝအပြောင်းလဲလေးတွေဖြစ်ပေါ်နိုင်တဲ့အတွက်ငွေကြေးမြုပ်နှံမှုဆိုင်ရာလုပ်ငန်းလုပ်သူတွေနဲ့ဘဏ်နဲ့ဆက်ဆက်လုပ်တဲ့သူတွေအတွက်တော့ တတိနဲ့ရှင်ပြီးတော့ဒီရပိုင်းလေးကိုဖျက်ဆမ်းမှုပါပဲဒီနေ့ဒီတပတ်ကာလအနေနဲ့စတင်ပြီးတော့တတိရှိရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်